ီမိုကရက်တစ်မြန်မာတန် TVB ရဲ့နိုဝင်ဘာ29ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရုံနဲ့ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့အကျဉ်းသား3000ကျော်ကိုစစ်ကောင်စီကပြန်လွှတ်ပေးပြီးပုံမှန်905ကာကြီးအမှု9500ကျော်ပိတ်သိမ်းလိုက်တဲ့သတင်းမြန်မာရွေးကောက်ပွဲလွတ်လပ်မှုနဲ့အများယုံကြည်မှုမရှိဘူးလို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်တဲ့သတင်းနဲ့စစ်ဦးစီးအရာရှိချုပ်လေးဒုပိုလ်ချုပ်ကြီးဇော်ဝင်းမြင့်တာဝန်ကနေအနာပေးခံရတဲ့သတင်းတွေနားဆင်ကြရမှာပါ အနာဒိစစ်ကောင်စီကပုံမှန်905ကာကြီးနဲ့တရားစွဲခံနေရသူ9500ကျော်ကိုအမှုပိတ်ပြီးထောင်ချနေတဲ့နိုင်ငံရေးအကျဉ်းသား3000ကျော်ကိုပြစ်ဒဏ်လွန်ကြီးခွင့်ပေးလိုက်ပါတယ်။မကြာမီကျင်းပတော့မဲ့ရွေးကောက်ပွဲမှာမဲပေးခွင့်ရှိတဲ့မဲဆန္ဒရှင်အလုံးမဲပေးပိုင်ခွင့်မဆုံးရှုံးစေရင်းနဲ့လွတ်လပ်မြတ်စွာဆန္ဒမဲပေးနိုင်ရေးအတွက်အခုလိုလွန်ကြီးခွင့်ပေးတာလို့စစ်ကောင်စီကဆိုပါတယ်။ရာဇဝတ်ကြီးပုံမှန်905ကာကြီးနဲ့တရားစွဲခံထားရသူတွေတရားစွဲခံရလို့တိန့်ချောင်းလာကြောင်းပုံမှန်912နဲ့အမှုဖွင့်ခံထားရသူတွေစုစုပေါင်းတရားစွဲခံထားရသူအယောက်9500 1980တို့ရဲ့ကြားနာစစ်ဆေးဆဲအမှုတွေကိုပိတ်သိမ်းပြီးအမှုကနေလွတ်လိုက်တာပါ။ရာဇသကြီးပုံမှန်905ကကြီးအရာစီရင်ခံရပြီးအကျဉ်းထောင်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးမှာအချုပ်နှောင်ခံနေရတဲ့အကျဉ်းသားအကျဉ်းသူ2361ယောက်ကိုလည်းရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401ပုံမှန်ခွဲ1အရာကြားခံမှုကြံတဲ့ထောင်ဒဏ်တွေကိုရှော့ပေါ်ပြီးလူငယ်တတခွင့်ပြုလိုက်တယ်လို့ဖော်ပြထားပါတယ်။ရာဇသကြီးပုံမှန်905ကကြီးအရာစီရင်ခံရပြီးအကျဉ်းထောင်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးမှာအချုပ်နှောင်ခံနေရသူ924ယောက်ကိုနောက်တစ်ခါကျူးလို့ရင်အရင်ကျန်တဲ့ ထောင်နှံကိုပါကြားခံမယ်ဆိုတော့စီကန်းတမတ်ချက်နဲ့ကြံနေတဲ့ထောင်နှံတွေကိုရှော့ပေါပြီးလူငင်းခွင့်ပေးတယ်လို့ဆိုပါရယ်ဒီကနေ့မနက်ပြန်လွတ်လာသူတွေထဲမှာ NLD ပါတီရဲ့ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ကဦးကြည်တွန်းနဲ့တရုတ်ဆောင်မင်းသမီးခိုင်သိန်းကြီးရဲ့ခင်ပွန်ကိုခန့်နိုင်တို့လည်းပါဝင်ပါရယ် မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအကြိုကာလအတွင်းကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နိုင်တဲ့အကြောင်းကုလသမဂ္ဂကဖွဲ့စည်းပေးထားတဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရား IIMM ကနိုဝင်ဘာ26ရက်မှာတတိပေးလိုက်ပါတယ် IIMM အကြီးအကဲနီကိုလတ်ကွန်ချန်ကရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်စေနိုင်တဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့လူထုကြားမှာရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်စေနိုင်တဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့လူထုကြားမှာအကြောက်တရားပြန့်ပွားစေတဲ့ ဲ့အကြောင်းစိတ်ပူစရာကောင်းတဲ့သတင်းပေးပို့ချက်တွေကိုရန်ဒီယားကလက်ခံရရှိထားပါတယ်လို့ပြောပါတယ်။လက်တလုံးမှာတော့ IIMM အနေနဲ့မြန်မာစစ်တပ်ကလက်နက်ကင်တပ်ဖွဲ့တွေလက်ရှိထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်သိမ်းယူပြီးရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေချဲ့ထွင်နိုင်မှုအတွက်အရသာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်လှုံ့ဆော်နေတယ်ဆိုတဲ့သတင်းပေးပို့မှုတွေကိုလည်းစုံစမ်းစစ်ဆေးနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ နာသိန်းစစ်တပ်ကဒီဇင်ဘာလထဲမှာစတင်ကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကလွတ်လပ်မှုနဲ့အများယုံကြည်လက်ခံမှုရှိမှမဟုတ်တဲ့အကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးစီယာဆက်ဖောင်ကန်ကေကနိုဘမ25ရက်မှာပြောလိုက်ပါတယ်ကျွန်တော်တို့ကလွတ်လပ်ပြီးယုံကြည်စိတ်ချရစေချင်ပါတယ်ဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာလည်းကျွန်တော်တို့သိပါတယ်ဒီရွေးကောက်ပွဲကိုအတိအမှတ်ပြုနိုင်တဲ့အနေအထားကျွန်တော်တို့မှာရှိမှာမဟုတ်ဘူးလို့ထင်ပါတယ်လို့မစ္စတာစီယာဆက်ကပြောပါတယ်ဘန်ကောက်မြို့နိုင်ငံခြားသတင်းတောက်များအသင်း FCCD မှာကျင်းပတဲ့အခမ်းအနားတစ်ခုမှာအခုလိုပြောလိုက်တာဖြစ်ပြီးမစ္စတာစီယာဆက်ကမြန်မာရွေးကောက်ပွဲဟာပြုပြင်ပြော ောင်းလဲရေးအတွက်အစာပြုံးမှုတစ်ခုဖြစ်လာနိုင်တယ်လို့လည်းသုံးသပ်ထားတာပါ။ဒါအပြင်ထိမ့်သိမ်းခံထားရတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းလူသားချင်းစာနာမှုဆိုင်ရာအခြေအနေအရချက်ချင်းလွှတ်ပေးသင့်ပြီလို့မြန်မာအာဏာပိုင်တွေကိုမစ္စတာစီယာဆက်ခတိုက်တွန်းထားပါရယ်။ စစ်ကောင်းဆောင်ကစစ်ဦးစီးအရာရှိချုပ်လေဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုနိုဝင်ဘာ25ရက်ကတာဝန်ကနေအနားပေးလိုက်ပြီးသူ့ရဲ့နေရာကိုလေတပ်ကူကွယ်မှုဌာနချုပ်မှုတယောက်ကိုအစားထိုးလိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါဗျ။ဒုဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုလေးချောင်းတိုက်ခိုက်မှုလေရင်တင်းစီကိစ္စတွေမှာလက်စားမှုတွေနဲ့နိုဝင်ဘာ20ရက်ကလေးကစစ်ဆေးခံနေရပြီးတာဝန်ကနေအနားပေးလိုက်တာလို့နေပြည်တော်သတင်းရင်းမြစ်က DBB ကိုပြောပါဗျ။စစ်ဦးစီးအရာရှိချုပ်လေနေရာမှာဗိုလ်ချုပ်ထုံးဝင်းကိုခန့်တယ်လို့သတင်းတွေထွက်နေတယ်လို့ဗိုလ်ချုပ်တိန်ထုံးဦးလည်းဖြစ်နိုင်တယ်လို့လေတပ်နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြော ပါတယ်စစ်ကောင်းဆောင်ကနိုဘယ်မာ24ရက်ကလည်းစစ်စစ်ရေးမအောင်မြင်မှုနဲ့လက်စားမှုတွေကြောင့်ဇုံခုံစစ်ဆေးနေတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်မျိုးမင်းတွေကိုတောင်ဝင်ကနေအနာပေးပြီးစစ်ဦးစီးတပ်ကတော်ကကျောင်းအုပ်ကြီးဗိုလ်ချုပ်ကျော်သူရကိုခန့်အပ်ခဲ့ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာအများရန်ရှုံးနိမ့်ခဲ့တဲ့အတွက်မုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဗိုလ်မှူးချုပ်မျိုးမင်းတွေကိုတောင်ဝင်ကနေအနာပေးလိုက်တာလို့သိရပါတယ် စကိုင်းတိုင်းမင်းကင်းမြို့နယ်လောင်ပြင်းရွာအနီးချင်းတွင်းမြစ်အတွင်ရွှေတူးပေါ်ရွာနေရာကိုနိုဘမ်ဘာ29ရက်မနက်9:00နာရီလောက်မှာစစ်တပ်ကဂျက်တိုက်လေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေကပြောပါရတယ်။ရတအူးတပ်ကဂျက်ဖိုက်တာနဲ့ကျဲချသွားတာကျဲချတဲ့နေရာကိုဘယ်သူမှကယ်ဆယ်ရေးမလုပ်ရသေးဘူးဗျ။ကျဲချသွားတာကရွှေမျောတူးပေါ်လုံနေတဲ့ဖောင်တွေဘက်ကိုကျဲချသွားတာဆက်လက်နဲ့တွေနဲ့ပြစ်သွားတယ်လို့လောင်ပြင်းရွာဒေသခံကာကွယ်ရေးအဖွဲ့ဝင်တယောက်ကပြောပါရတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ရွာသားတွေနဲ့ရွှေတူးသမားတွေထိခိုက်သေဆုံးမှုအခြေအနေကိုတော့မသိရသေးပါဘူး။လောင်ပြင်းရွာကိုနိုဘမ်ဘာ22ရက်ကလည်းဂျက်တိုက်လေယာဉ်အပါအဝင် က်တက်လေဒီနဲ့ပထမအကြိမ်တိုက်ခိုက်လို့တေဆုံးသူ20ထက်မနည်းရှိခဲ့ပြီးဒဏ်ရာရသူအယောက်90ထက်မနည်းရှိခဲ့ပါတယ်။အဆိုပါလောင်းပြေရွာအနီးရွှေတူးဖုံမှုကိုဒေသခံပြည်သူတွေကလက်မခံဘဲဆန္ဒပြတာတွေရှိခဲ့ပါတယ်။